အရင်ထဲမှာအောင်မြင်ခြင်းနေအာဆရာလိုလုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်အဆောက်ဖို့ခြင်းပြီးစူးစမ်းနေတယ်။ငါဒါကိုပဲလုပ်ရင်ကောင်းမလား။ဟိုကိုပဲလုပ်ရင်ကောင်းမလားဆိုတော့ငါလက်ရှိမှာဒီလုံးနဲ့တော့အဆင်ပြေမလား။ဒီလုံးကတတတာရည်ရှိတို့အသွားပါမလားဆိုပြီးတော့အနာဂတ်အတွက် အကြီးမျော်လင့်ချက်တွေစဉ်းစားနေတာမျိုးတွေးခေါ်နေတာမျိုးတွေအအတိတ်အတွက်အနာဂတ်အတွက်မဖြစ်ပေါ်လာသေးတော့ကိစ္စတွေမှာစဉ်းစားတွေးခေါ်ပြီးတော့ပူပန်နေတာမျိုးတွေကြုံနေရပါတယ်သို့သောတောက်ကြသာသမီမိတ်ဆွေတို့အနေနဲ့ဒီလက်ရှိကာလအတွင်းမှာမိတ်ဆွေတို့အနေနဲ့ဘာမှရှောက်ကြည့်ရတာစဉ်းစားပြည်လား လက်ရှိမှာမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်အစမပြေမှုတွေအခက်အခဲတွေကြားရတဲ့အနေမကြမီပျော်ထွက်လာမှာအတေကြပဲဖြစ်တယ်ခင်ဗျာဒါအပြင်တောက်ကြသောမိတ်ဆွေတွေကဒီလတာတော့ဒီမှာဧပြီလအတွင်းမှာဘာကိုဖြစ်ဖြစ်အစမှနည်းနည်းလေးအခက်အခဲလေးတွေပြုံဝတ်တတ်တယ်နည်းနည်းလေးအစမှရုန်းကန်ရတတ်တဲ့အတွက်ကြောင့်တော့ဘာကိုလှုပ်လှုပ်ဇွဲရှိရှိနဲ့အားဆိုင်ပြီးလှုပ်ဖို့တော့ဒီတလတာတာတွင်းမှာလိုအပ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့ရေပေါ်စီလှုပ်တာမျိုးရောင်ဝါးဝါးလှုပ်တာမျိုးတွေတော့အကျိုးမပေးပါဘူးတောက်ကြတွေကဒီလမှာ ဇွဲရှိပြီးတော့ရှိတို့ဆောင်ရလှုပ်ဆောင်မှသာဇွဲလေးနည်းနည်းလေးတော့ဇွဲစုကလေးနည်းနည်းစိုက်ပြီးတော့လှုပ်ဆောင်ရင်အောင်မြင်ရတုတက်ရှင်တွေရရှိပါလိမ့်မယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့တေးရင်မြင့်ကြီးရှင်ရွှေတိဆိုတဲ့ကိစ္စတွေအဆွမ်းရလို့ပေါ့ပုံအော်ရင်းနှီးပြီးတော့လှုပ်ဆောင်တဲ့အလုပ်တွေမှာအတတ်နိုင်ဆုံးတတိထားစင်ကြင်ရလိုအပ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြစေခင်ဗျာ။ထို့အပြင်မိတ်ဆွေတို့အနေနဲ့တောက်ကြတာသမီးတွေဒီလတာတော်တွေမှာဆိုရင်တော့ဘာလို့ဖြစ်ဖြစ်လေလီအတော့ခွန်ဆိုင်လို့ကိုလိုအပ်တယ်လို့အဲ ဒေါသနဲ့ဆုံးဖြတ်တဲ့ကိစ္စလေးဒီမှာအမားပါတတ်တယ်ထို့ပြင်ဒေါသနဲ့ဆုံးဖြတ်တဲ့ကိစ္စလေးဒီမှာအမားပါတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်နည်းနည်းလေးစိတ်ရှိတိခံပြီးပြောဆိုလို့ဆောင်တာဟာကံကောင်းခြင်းအသာခြင်းတွေရရှိစေနိုင်တဲ့ထို့ပြင်မိတ်ဆွေတို့ကကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့် အတွေ့အကြုံနဲ့ပတ်သက်တာမျိုးလေးတွေအရေးပြားရာနာမှုလေးတွေနဲ့ပတ်သက်တာမျိုးလေးတွေကြုံရတတ်တယ်လို့ယာတိအခုပြောင်းကာလာလေးတွေကြောင်းအထင်ငော်လေးတွေကြုံရတတ်တယ်နော်ယာတိအခုပြောင်းကာလာလေးတွေကြောင်းနည်းနည်းလေးဟိုကျမ်းမာရေးနဲ့ပတ်သက်အမီနာမဖော်မရတဲ့ဟိုနာကိုက်ဒီနာကဲစူးစူးဝါတော့မဟုတ်ပဲနဲ့အယူပါကနည်းနည်းလေးချူမရှာပါမယ်ကျမ်းမာရေးကနည်းနည်းချူချနေတာမျိုးလေးတွေကြုံရတတ်တယ်လားဖြစ်ပါတယ်ဒီလိုကိစ္စမျိုးလေးတွေဆိုဘာသာရေးကိစ္စလေးတွေလူမှုရေးကိစ္စလေးတွေအများနဲ့ပတ်သက်တဲ့ကိစ္စလေးတွေများများလှုပ်ဆောင်ရင် ာထက်မှုနဲ့တိုးတက်မှုတွေရရှိပါလိမ့်မယ်။ထို့အပြင်မိတ်ဆွေတို့နဲ့ဒီလာတာတော်တယ်ပါဆိုရင်အဲတောက်ကြသားသမီးမိတ်ဆွေတွေဟာ ဆနလဘောကျမ်းမာရင်နဲ့ပတ်သက်ရင်လည်းအမီနာမဖော်မြရပဲအနှဲငယ်တော့ရှူကြတာမျိုးလေးတွေဂျုံကတက်ပြင်မယ်အစမှာတော့ပထမတပတ်မှာတော့ဆယ်လို9ရက်လောက်တော့ဧပြီ9ရက်လောက်တော့ညံ့နေတယ်ဧပြီ9ရက်ကျော်ရင်တော့ကံကတူးတက်မှုတွေကံကောင်းမှုတွေရရှိစေတဲ့လဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့နိုင်ငံခြားခီးသွားနဲ့ပတ်သက်တာမျိုးလေးတွေတော့တတိထားစီရင်ပေးပါလူလိမ်မခံရတာမျိုးလေးတွေဂျုံရတာမျိုးနိုင်ငံခြားခီးသွားနဲ့ပတ်သက်လာရင်တူးတက်မှုတွေအားနည်းတာမျိုးကြံ့ကြာမှုနှောင့်နှေးတာတွေ ကြုံရတတ်တယ်။ဘာသာချာလူမျိုးချာနိုင်ငံခြားပြည်ပနဲ့ပတ်သက်တာမျိုးတွေဒီမှာနည်းနည်းလေးထင်တော့ကြံ့ကြံ့မှုတွေကြုံရတတ်တဲ့အတွက်တော့ကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ရန်အားနည်းစီသောကာလဖြစ်တယ်။ထို့ပြင်တောက်ကြရတဲ့ဟိုနေရာမှာလည်းကိုမပိုင်မပြီးဒီနေရာမှာလည်းကိုမပိုင်မပြီးဆိုတော့ကာလကြောင့်ဒီကလာတော့မှာတော့နေရာတကာမှာကိုကကိုပါတာမပါတာဖြစ်ပြီးတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တယ်လို့ကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့ အဆောင်ရွက်ပြီးနေရတဲ့အတွက်တော့အနှဲငယ်လေးတာမန်လာတတော်ပူပင်မှန်းလာတော့အသေးချာပဲဖြစ်တယ်။သာသမီနဲ့ပတ်သက်လို့နည်းနည်းလေးစိတ်တိုင်းမကြတာမျိုးအဲတပည့်လက်သားနဲ့ပတ်သက်လို့ရှိရင်နည်းနည်းလေးအောက်လက်ငယ်သားနဲ့ပတ်သက်လို့ရှိရင်နည်းနည်းလေးပြောမရဆိုမရအယွတ်လေးတွေအမှားလေးတွေဂျုံရတတ်တဲ့အတွက်တော့သတိထားစဉ်းကျင်ပေးဖို့လိုအပ်ပါတယ်။ ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာရုတို့ဖို့ယာရုတက်ဖို့ထက်လက်ရှိနေရာမှာတော့မှတင့်တော်အောင်လုပ်ပါယာရုပြောင်းတာမျိုးအလုပ်ပြောင်းတာမျိုးမသေးချာမရရတဲ့အလုပ်ဒီမှာပြောင်းလဲလုပ်တာမျိုးတွေဒီမှာတတိထားစီရင်ရလိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာဒါအပြင်ဒီလာတာတော့ဒီမှာဆိုရင်မိတ်ဆွေတို့အနေနဲ့အဲလာရုလုပ်ငန်းနဲ့ပတ်သက်ရှိနေတဲ့နေရာမှာတော့မြေအောင်ကြိုးစားဖို့လိုအပ်ပါတယ် OA Champion စောက်တာမျိုးတွေဒီလာတာတော့ဒီမှာကြန့်ကြာတတ်ပါတယ်တတိယဆင့်ပြန်လိုအပ်ပါတယ် ပါတယ်ထို့သူဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့လူရောမလွယ်ပါနဲ့လူလိန်ခံရတာမျိုးလေးတွေအဝေးကဘာသာစကားဘာသာရှားလူမျိုးရှားတွေကလိန်နာမျိုးတွေစုနေတွေပေါက်ပြီးဆိုပြီးလိန်နာမျိုးတွေကြုံရတတ်တဲ့အတွက်တော့တတိထားစီပြင်ရလူအကြောင်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာ OA Champion နဲ့ပတ်သက်ပြီးတော့ဆောက်လက်စားအိမ်တွေကိုမဝယ်ပါနဲ့အဲ OA Champion နဲ့ပတ်သက်ရင်ဒီကာလအတွင်းမှာကိုယ်အမိခံပြီးမဆောက်ပါနဲ့အဲ ညံ့ပါတယ်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လို့မြေယာဆိုင်ရင်းနဲ့ပတ်သက်စိတ်တိုင်းမကြတာမျိုးတွေတော့အနှင်းငယ်လေးဂျုံသွားတက်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့မိသားစုဝင်တွေမှာကျန်းမာရေးညံ့နေတဲ့သူတွေရှိတဲ့အခါတအုပ်တယောက်ညာအိတ်အပြင်ညံ့နေထွက်လိုက်ပါကျန်းမာရေးကောင်းလာပါလိမ့်မယ်ခင်ဗျာအဲကျန်းမာရေးညံ့နေလို့ရှိရင်ကျန်းမာရေးကောင်းစီရအတွက်တစ်ခုခုပေါ့နော်ဟိုကျန်းမာရေးညံ့နေတာမျိုးလက်အရန်ပိတ်နေတာမျိုးဆိုညာအိတ်တရထွက်သွားတာမျိုးတွေလုံလိုက်ရင်ကံကောင်းမှုနဲ့ပြည့်တတ်မှုတွေရရှိပါလိမ့်မယ်ရိုးရအိမ်တွင်းလက်ဖက်ဆက်ပြီးပါခင်ဗျာဝါဝုံဝါ ထွက်မှာရိုးရအိမ်တွင်းတွေညှိုးနေတာမျိုးရိုးရအိမ်တွင်းတွေရိုးရအိမ်တွင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဟိုကျွန်တော်လိုပေါ့ကိုယ်ကို main လေးရောနေတဲ့အတွက်စိတ်ဆိုးနေတာမျိုးကြီးကြောက်ရတဲ့ပြတော့တတိကြားဆင်ကျင်ပေးရန်လူဝါကြောင့်ထပ်လောင်းပြောလိုက်ပြရစီထို့အတူဆွေမျိုးသားချင်းနဲ့ပတ်တိုင်တောက်ကြရဒီလတာတော်တွေမှာအိမ်မလာရလို့ဆိုင်းဘုတ်တက်ထားတာပိုကောင်းပါတယ်ခင်ဗျာအဲကောင်းကျိုးကောင်းကျိုးကပေးတာအားတော့နေရဆူကျိုးလေးတွေပေးတတ်တဲ့အတွက်ကြောင့်တတိကြားပါအဲ အဝေးကိုရောက်နေတဲ့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်စရာသတင်းလေးတွေကြားရတတ်ပါတယ် ချင်းချင်းတီအလောင်းကစားနဲ့ပတ်သက်ရင်ဆရာတိုင်းတိုင်းကျင်ပါလေခင်ဗျာဆိုတော့ကောင်းပြီအဲကံကပေါက်လောင်းပေါက်လာတွူးကြည့်ကြည့်ပေါ့နော်ဆိုတော့ကောင်းပြီဒီလက္ခဏာတော့တွင်မှာလူငယ်တွေရှည်ရင်းနဲ့ပတ်သက်ရင်ရှစ်သူကြီးစားရရှိတတ်တယ်လို့ဖူးစာပတ်တွေပေါ်လာတာမျိုးတွေကြုံရတတ်တယ်ခင်ဗျာဒါအပြင်မိသားစုကိစ္စအိမ်မေးကိစ္စအဆင်မပြေမှုတွေကိုအဆင်ပြေအောင်ကြိုးစားဆွမ်းဆောင်နိုင်ဖို့အပတ်တာကာလဖြစ်ပြီးတော့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေဖြည့်ရှင်းမှအောင်မြင်ချက်တိုးတက်ရှင်ရရှိပါလိမ့်မယ်ကိုပိုင်လုပ်ငန်းတွေ ပြောဆိုလို့ဆောင်မှာအာသာကောင်းမှုပါတယ်ဒါပေမဲ့သူများနဲ့ပတ်သက်ဘာသာရေးအများနဲ့ပတ်သက်ပြီးကိုယ်နဲ့မဆိုင်တဲ့ကိစ္စလေးဒီမှာတော့စေတနာတွေဝေဒနာဖြစ်ရတတ်ပင်မယ်လို့ကိုယ်တိုင်လုပ်ငန်းတွေငွေကြီးနဲ့ပတ်သက်တာတွေဥဆောင်တာတွေငွေရှိလုပ်ငန်းတွေငွေကြီးနဲ့ပတ်သက်ပြီးတော့တိုးရှက်အောင်လုပ်ဆောင်တဲ့အလုပ်တွေမှာတော့အာသာမှုနဲ့တူတက်မှုတွေရရှိတတ်ပါတယ်ဒါအပြင်အမခန့်ကိစ္စတွေအမှုကိစ္စတွေအမွေကိစ္စတွေရုံးကလနာဆိုင်ရာကိစ္စတွေမှာကိုယ်ဘက်ကအာသာခြင်းကောင်းမှုခြင်းနဲ့အနိုင်ရမှုတွေရရှိတတ်တော့အပတ်တာပိုင်း ကာလဖြစ်ပါတယ်အထက်လူကြီးအကြီးအကဲတွေရဲ့ကုညီမြောက်စားမှုတွေအားပေးမှုတွေထောက်ကမ်းမှုတွေရရှိတတ်သောလာဖြစ်တယ်လို့ရာထူးလုပ်ငန်းကိုင်ငံနဲ့ပတ်သက်လာတဲ့အစ်မရဘာကြောင့်မှတုံဆိုင်မနေပဲနဲ့ရေရေကြီးစတင်လှုပ်ဆောင်မှာတိုးတက်မှုနဲ့အေးချမ်းမှုကိုရရှိပါတယ်။ပညာရေးနဲ့ပတ်သက်လာရင်လည်းဘာမှစိုးရိမ်စရာဘာမှမတွေ့ရပါဘူး။မိမိတက်မြောက်ပြီးတော့ပညာရက်ကိုတစ်ခုအသုံးချပြီးတော့ခြေလှုပ်ဆောင်လှုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်။မိဘတွေ ထက်လူကြီးတွေအကြီးအကဲတွေရဲ့အကူအညီကိုရရှိတတ်တယ်လို့အိမ်အောင်ကြီးမှဆိုရင်လည်းအိမ်အောင်ဘက်ရဲ့ပြောဆိုမှုကောင်းမှုအိမ်အောင်ဘက်ရဲ့ထူးထူးခြားခြားအထောက်အကူကူညီမှုရရှိတတ်တော်ကာလဖြစ်တဲ့အတွက်တော့အိမ်အောင်ဘက်နဲ့ပတ်သက်လို့ရှိရင်တိုင်းမင်သားမျိုးအိမ်အောင်ဘက်နဲ့ပတ်သက်ရင်အကြံဉာဏ်တောင်းတာမျိုးတွေလောက်ဆောင်ရင်တိုးတက်မှုနဲ့ရရှိတတ်တော်အပတ္တကာလပိုင်ရှားဖြစ်ပါတယ်ခင်ဗျာစားသောက်ပုံလုပ်ငန်းတွေစက်တူလုပ်ငန်းတွေစမ်းစီစီးဆဆက်ပစ္စည်းနဲ့ပတ်သက်တာတွေခြေတူဆောင်တဲ့လောက်ဆောင်မှာအကျိုးပေးပါတယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအမှုပညာဆိုင်ရာ ာလုပ်ငန်းတွေထင်ပေါ်ကျော်စောမှုနဲ့ပတ်သက်တာမျိုးလေးတွေမှာတော့ကံရဲ့အားနည်းမှုရရှိတတ်တယ်လို့ဗကြီးဘဘူဝေဒင်ပေရတေယုတ်ဆောင်အစိုးကအရေးကြီးတဲ့သူကမှအမှုပညာနဲ့ပတ်သက်လာရင်တော့အာထင်ပေါ်မှုတွေအားနည်းစီတော့လာဖြစ်တဲ့အတွက်တို့ဒီကာလတော့ဒီမှာစတင်ရန်တို့တော့အားနည်းစီပါတယ်ထို့အပြင်မိမိရဲ့အဲစနာလိုပေါ့ဟို ိုနဲ့တွေ့ဆုံခဲ့ဘူးတဲ့အဲတမီးစားဟောင်းနေရှစ်သူဟောင်းနေအိမ်နောက်အဟောင်းနေရာကိုကိုတပုတ်လေးလွင်ပြောခံရတာမျိုးအဲ့ဒီရဲ့ negative effect တွေလာရိုက်တတ်တဲ့အတွက်တော့တတိထားစင်ကြီးအောင်လိုအပ်ပါတယ်ဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့ရှိရင်တတိထားမောင်းနေမှုလိုအကြောင်းထပ်လောင်းပြောကြလိုက်ပါစီဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့ရှိရင်လော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 မဆုံးဖြစ်ပါနဲ့ခဏခဏပြတ်ရတာမျိုးပြောက်ရတာမျိုးတခိုးခိုးခံရတာမျိုးဒီဂျုံအပ်တတ်တဲ့အတွက်တော့တတိထားစင်ကြီးအောင်လိုအကြောင်းထပ်လောင်းပြောလိုက်ပါစီသာသမီနဲ့ပတ်သက်ပြီးတော့ စိတ်ပြင်းမှလူပြင်းမှဖြစ်ရတတ်ကြောင်းနဲ့သာသမီအိမ်တော်ကြီးကိစ္စအလုပ်ကိစ္စတွေမှာအနှံ့ငယ်ချင်းော့ကြံ့ကြံ့မှုတွေဂျုံအပ်တတ်ကြောင်းထက်လောင်းပြောကြားလက်ပြရစီခင်ဗျာငွေကြီးနဲ့ပတ်သက်လာရင်လက်လွန်လာတဲ့ငွေကြီးတွေကိုရေရေကြီးတောင်းမှပြန်လဲရရှိတတ်တော်လာဖြစ်ပါတယ်ခင်ဗျာဒါအပြင်စောက်ကြသာသမီတွေကဒီလက်တာတော့ဒီမှာဆိုရင်ဘာကိုလှုပ်လှုပ်တင်းနာသာသမီ အင်္ဂါသသမိတွေနဲ့တွဲဖက်လို့ပါကံရဲ့အထောက်အကူကိုရရှိတတ်သောကာလဖြစ်တယ်။ခကြီးသွားတဲ့ကိစ္စတွေလုံခြုံမှုဆိုင်ရာကိစ္စတွေဘေးရန်ကင်းရှင်းစေရန်အတွက်ဆိုရင်တော့ဂျာဇာပရိယတ်တို့ဂျာဇာပရိနေသားတွေနဲ့တွဲဖက်သွားပါကံကောင်းမှုတွေကိုရရှိစေနိုင်သောအပတ္တကာလအပိုင်းရှားဖြစ်ပါလေခင်ဗျာ။ဒါအပြင်ကိုပိုင်းလုပ်ငန်းတွေစတင်လှုပ်ဆောင်လို့တဲ့မိတ်ဆွေများတော့ရှေ့တူဆောင်ရလှုပ်ဆောင်ကောင်းကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။ ထို့ပြင်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာအကျိုးပေးသောကဏ္ဍအနေနဲ့၅ကဏ္ဍ၊ခုနှစ်ကဏ္ဍ၊၄ကဏ္ဍဟာအကျိုးပေးပါတယ်။အကျိုးပေးစီသောအယောင်အနေနဲ့ဆိုရင်တော့ဖြင့်အပန်းရောင်အပြာရောင်အဖြူရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမျိုးတွေကြရင်ဩဇာရကလေးတွေကိုဆောင်ပြီးလိုရာမှုကိုပြုမှုဆောင်ရင်တိုးတက်ကောင်းမွန်ပြီးတော့အဆင်ပြေအောင်မြင်တိုးတက်နိုင်တော်လာဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့ အဲတောက်ကြတာသမီးတွေဒီလာတာတော်တွင်းမှာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းထွက်အယောင်းတွက်စီဖို့အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါမှာဆရာတို့ဟိုအပန်းရောင်ကတ်တူဆက်ကူလေးကိုကတော့ဆွနာလို့ပေါ့လုံးပြီးတော့ တေခွင်းလေးနဲ့ထိတ်ကနေပတ်ပြီးတော့အဲ့ဒီရဲ့ရောင်းကုန်ပစ္စည်းတွေကိုအဲရောင်းမဲ့ပစ္စည်းတွေအဲ့ဒီကတ်ထူစာရလေးကိုအမွှေးလေးဖြတ်ပြီးရောင်းမဲ့ပစ္စည်းတွေကိုထိတွေ့ရိုက်ပုတ်ပြီးတော့ပါဇက်ကနေရောင်းထွက်အောင်မောင်းထုတ်ဥနေထုတ်လိုက်ပါဒါဆိုရင်ရောင်းထွက်ရောင်းတွက်သွားပါလိမ့်မယ်ခင်ဗျအဲအိမ်အောင်ပရိဘောဂလုပ်ငန်းဆိုင်ရာလေးတွေလက်မှုပညာလုပ်ငန်းလေးတွေအိမ်တွင်းမှုဆိုင်ရာလုပ်ငန်းလေးတွေမှာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျတစ်ခါလေးမှာ ဒီဒီဇာတာတွေမျိုးတွေဆရာအကြံပေးခြင်းပါတယ်လူတယောက်ဟာစိုးနေပြီဆိုရင်ဒါဟာကံကောင်းမှုဆိုတာတော့မမေ့နဲ့လို့ဆရာကအကြံပေးလို့ပါတယ်အထို့ပြင်မိတ်ဆွေအဆက်ဆက်ရရာအစီအပြီးအောင်ပြီးတိုးတက်ပြီးကံစာတာတက်စီရန်အတွက်တော့ဟောတကူးမှာဆရာအထူးတင်ပေးမယ်ကံတက်စီရန်တော့ဥကောင်းစီစီမင်္ဂလာဝါဒစောင့်ကြည့်ပါအကြောင်းဆရာကထပ်လောင်းပြောကြရင်းနဲ့ဟောအခုတခါတော့နည်းနည်းလေးမူရမများပဲနဲ့เนาะ လက်တွေ့ကြတဲ့စနေသားသမီးတွေเนาะအထူးသဖြင့်အဲနောက်ဆုံးပဲအိတ်နဲ့လွယ်မဲ့စနေဒီပိုင်းဆရာရှိဖို့အလန်းအရောက်လမ်းရဲ့ပါအောင်ခင်ဗျစနေဒီကိုဆရာဒီကနေစောင့်နေပါတယ်